ဘယ်လိုတက်ဆင်ရမလဲမသိလို့ဗီဒီယိုနဲ့ပြောပြပေးပါနော်တဲ့ဟုတ်ကဲ့ပါကိုကြီးလျှက်ဆင်ပြီးတွေကိုနေရောက်လို့ရှိရင်အော်တိုပိတ်ပေးပြီးတော့ညရောက်တဲ့ခါမှာမှောင်တဲ့ခါမှာအော်တိုဖွင့်ပေးမယ်ဒီပစ္စည်းလေးကိုကျွန်တော်တို့ဘယ်လိုတက်ဆင်ရအသုံးပြုရမလဲဆိုတာကိုကျွန်တော်ဒီမှာပြောပြပေးပါမယ်ဒါကအင်ဒီကေတာမီးလေးဒီမီးလေးနေရာမှာကိုအသုံးပြုခြင်းနဲ့လျှက်ဆင်မီးကိုတက်ဆင်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်နော်ဒီမှာဒီမီးလေးမှာဆိုရင်ဒီမှာကျိုးနှက်ဆပါတယ်ကျိုးနှက်ဆကိုဒီမှာဒီအနီကလေးရဲ့ဒီအနက်ကလေးရဲ့ ဒီမှာကျွန်တော်လာထားတယ်ဒီပလက်မှာဆိုရင်လည်းဒီမှာဂျိုးနှက်ဆရှိတယ်ဒီဂျိုးနှက်ဆကိုကျွန်တော်ဒီမှာဘယ်လိုလာထားသလဲဆိုရင်ဒီဘက်မှာရှိတဲ့အနက်ကလေးရဲ့ဒီအလဲကောင်မှာရှိတဲ့အနက်ကလေးရဲ့ဟိုဒီလိုမျိုးလေးလာထားတယ်ဒါကဒီ AC ပလက်ရဲ့ဂျိုးနှက်ဆနော်ဒီပလက်ကနေပြီးတော့ AC 120ကိုကျွန်တော်တို့ကဝင်ရမှာဆိုတော့ဒီဂျိုးနှက်ဆကဒီမှာလာထားတယ်ဒီမှာ အနီးရဲ့အနက်ရဲ့အဖြူရဲ့ဆိုပြီးတော့ကြိုးလေးသုံးစားပါတယ်အဲ့ကြိုးသုံးစားကဘာတွေလဲဆိုတာကိုသိဖို့အတွက်ကစာလေးဒီမှာရေးထားတယ်လှုပ်ဆိုပြီးတော့ရေးထားတယ်လှုပ်ဆိုပြီးတော့ဒီမှာ RED red ဆိုပြီးတော့ရေးထားတယ်အဲ့တော့အနီးရောင်ကကျွန်တော်တို့လှုပ်ချက်ရမယ်လှုပ်ဆိုတာကကိုအသုံးပြုမယ်လျှက်စစ်မီးသည်အဲ့ဒါကိုအဲ့ဒီကလာတဲ့ကြိုးစားကြိုးစားကိုဒီမှာတစားအုပ်ဒီမှာချက်ရမယ်လို့ကျွန်တော်ဒီမှာသိရမယ်နော်ကျူထွဲဒီမှာအဖြူရောင်စားဒီကောင် white ဆိုပြီးတော့ရေးထားတယ်ဒါကအဖြူရောင်စားဒီအဖြူရောင်စားလေးကဒါ new ထွဲပေါ့နော် ဒီမှာ neutral လို့ကျွန်တော်သိရမယ်ပြီးရင်ဒီမှာ line ဒီမှာအ내ရောင်ဆိုပြီးတော့ရေးထားတယ်เนาะဒီမှာအဲ့တော့ဒီမှာဒီအ내ရောင်ဂျိုးကကျွန်တော်တို့က line ဂျိုးဒီ plat မှာကျွန်တော်တို့ AC layer စင်မှာ line ရဲ့ neutral ရဲ့ရှိတယ်အဲ့ဒီ line ရဲ့ neutral ရဲ့တဲကမှာဒီနှစရဲ့ဒဇ line ဂျိုးလို့ယူစားတဲ့အစကိုကျွန်တော်တို့ကဒီအ내စားနဲ့ချိန်ရမယ်เนาะဒီ clip နဲ့ကျွန်တော်ဒီမှာညှက်လိုက်မယ်ဒီအ내ရောင်ကကျွန်တော် line ဂျိုးဖြစ်တဲ့အတွက်ဒီမှာ AC ပလတ်ကနေပြီးတော့လာတဲ့ဂျိုးရစားလေးကဒီအစကိုကျွန်တော်တို့က line ဂျိုးလို့ယူဆလိုက်မယ်နော်ဒီပလတ်ကကျွန်တော်တို့ကအဆင်ပြေတယ်လို့ထိုးရမှာဖြစ်တဲ့အတွက် line ယူထွေကတော့ပုံသေးဖြစ်နေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီနဆာလေးရဲ့ဒဇာကဒီစားက line ဂျိုးလို့ယူဆပြီးတော့နဲ့ရောင်ကိုဒီကလေးကျွန်တော်ညှက်လိုက်မယ်အဖြူရောင်စားကဒီမှာ new trail လို့ရေးထားတယ် new trail ဆိုတာက ဒီ AC lesson မှာ line ရဲ့ညွှန်ထွယ်ရရှိတယ်အဲ့ဒီ line ရဲ့ညွှန်ထွယ်ရတဲ့ကဒီမှာ line စားကကျွန်တော်တို့ကဒီမှာအနက်နဲ့ချိန်ထားတယ်ကြံတဲ့တစားကညွှန်ထွယ်လို့ကျွန်တော်တို့ယူစားရမယ်အဲ့တော့ဖြူရောင်စားကိုဒီညွှန်ထွယ်စားနဲ့ကျွန်တော်ဒီမှာညှက်လိုက်မယ်အနီရောင်စားကြံမယ်နော်အနီရောင်စားကဒီမှာလှုပ်လို့ရထားတာဖြစ်တဲ့အတွက်ကိုအသုံးပြုမဲ့ဒီမှာလျှက်စက်မီးသီးမှာကျိုးနှက်စားရှိတယ်အဲ့ဒီကျိုးနှက်စားတွေကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲဒီမှာ line ရဲ့ညွှန်ထွယ်ရရှိလိမ့်မယ်တစားကိုကျွန်တော်တို့ line လို့ယူစားလိုက်မယ်အဲ့ဒီ line လို့ယူစားတဲ့အစားကအနီရောင်စားဒီမှာလှုပ်စားဒီလောက်က ဒီ AC ဒီမှာလျှက်စင်မီဒီရဲ့ဒီဇိုင်းနဲ့ဒီမှာချိတ်လိုက်မယ်ဒီမီဒီမှာနောက်တဲ့ဒီဇိုင်းအကျင်အောင်မယ်လေနောက်တဲ့ဒီဇိုင်းကဒီမှာ neutral neutral ကဒီမှာပေါင်းထားတယ်ပေါင်းထားတဲ့ neutral ကဒီကနေလာတဲ့ကျိုးဒီဇိုင်းက line ရဲ့ neutral ရရှိတယ်အဲ့ဒီ line ရဲ့ neutral ရဲ့တဲက neutral နဲ့ဒီမှာမီဒီမှာရှိတဲ့ neutral နဲ့ဟိုဒီမှာဓာတ်ရိုက်ဒီမှာပေါင်းထားပြီးတော့ဒီ PC လေးမှာရေးထားတဲ့အဖြူရောင် neutral ဆိုတဲ့နေရာမှာပေါင်းပြီးတော့ချိတ်လိုက်တာ join လိုက်ပြီးရင်သလို့ရှိရင်ကျွန်တော်ဒီမှာ join လို့ပြီးသွားပြီ BAC plug ကို plug ပေါက်မှာကျွန်တော်ထိုးပြီးတော့ဒီကောင်လေးကိုမှောင်လာတဲ့ခါမှာဆိုရင်ဒီမီးသီးလေးကကျွန်တော်တို့လင်းပေးလိမ့်မယ်နော်ဒီပစ္စည်းလေးကိုအခုအတွက်အိမ်မှာအသုံးလို့လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာပြထားတဲ့ဒီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီလောက်ဆိုလို့ရှိရင်ဒီပစ္စည်းလေးကိုကျွန်တော်ကြိုးဘယ်လိုဆင်ရရတယ်လဲဆိုတာကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နော်